ူသားချင်းစာနာမှုအကူအညီပေးရေးလှူသားတွေဘေးကင်းရေးနဲ့မြန်မာပြည်သူတွေအတွက်ငြိမ်းချမ်းရေးဆောင်ကျဉ်းပေးနိုင်ရေးတက်ဆိုင်သူအလုံးနဲ့တွဲဆုံဆွေးနွေးမှုဆက်လက်ပြုလုပ်ဖို့အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံရဲ့ကြိုးပမ်းမှုတွေကိုကမ္ဘောဒီးယားနဲ့စင်ကာပူကထောက်ခံတယ်လို့မလေးရှားဝန်ကြီးချုပ်အန်ဝါဣဘရာဟင်ကပြောပါရယ်ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနဲ့စင်ကာပူဝန်ကြီးချုပ်လော်ရင့်ဝေါင်းတို့နဲ့ဒေတာရင်းကိစ္စရပ်တွေကိုဖုန်းနဲ့ဆွေးနွေးခဲ့တယ်လို့သူကဆိုပါရယ် စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်မြို့သားညီညွတ်ရေးအစိုးရအဖွဲ့ဝင်းကြီးချုပ်မန်းဝင်းခိုင်တန်းတို့နဲ့တွေ့ဆုံခဲ့မှုကိုဝင်းကြီးချုပ်နှုလုံကကြိုဆိုခဲ့တယ်လို့၎င်းကဆက်ပြောပါတယ်တွေ့ဆုံမှုကိုမြန်မာနိုင်ငံမှာတာရှိခံသောငင်းကြမ်းရရှိဖို့အရေးပါတဲ့ခြေလှမ်းတွေဖြင့်ရှုမြင်ပါတယ်လို့အန်ဝါကလူမှုကွန်ရက် Facebook မှာရေးသားခဲ့ပါတယ်။၎င်းတို့ဟာဒေတာဆိုင်ရာကုန်ကယ်မှုအထူးသဖြင့်အမေရိကန်နိုင်ငံရဲ့တံပြန်စီးကြပ်ခုံကိစ္စကိုဆွေးနွေးခဲ့ပါတယ်။ တံပြန်အစည်းအဝေးကိစ္စမှာအာဆီယံဖွဲ့ရဲ့ယက်တီချက်ကိုမလေးရှားနိုင်ငံကထုတ်ဖော်ပြောခဲ့ပြီးကုန်သွယ်ရေးမူဝါဒတွေကိုပြန်လည်သုံးသပ်ဖို့အမေရိကန်နိုင်ငံကိုတိုက်တွန်းခဲ့ပါတယ်လို့သူကဆိုပါတယ်။ချစ်ချည်ရင်းနှီးမှုစိတ်ဓာတ်နဲ့အာဆီယံဘဟုပြုမှုအခြေခံမှုကိုအခြေခံပြီးပူရဲကြိုးပမ်းမှုဟာဒေသတွင်းမှငြိမ်းချမ်းရေးနဲ့ပြည်သူတွေအတွက်တာယာဝါပြောမှုတွေအတွက်ဆောင်ကျဉ်ပေးဖို့ယုံကြည်ပါတယ်လို့၎င်းကပြောပါတယ်။ ရုရှားနိုင်ငံကိုဆင်းလို့ခဲ့တဲ့မြောက်ကိုရီးယားစစ်သည်600ခန့်သေဆုံးတာအပါအဝင်တပ်ဖွဲ့ဝင်4900ခန့်သေကျေဒဏ်ရာရရှိခဲ့တယ်လို့တောင်ကိုရီးယားထောင်လန်းရေးဖွဲ့ကပြောပါတယ်။ယူကရိန်းစစ်တပ်ကိုကူတိုက်ပေးဖို့ရုရှားနိုင်ငံကက်စတီတာကိုမြောက်ကိုရီးယားတပ်ဖွဲ့တွေဆင်းလို့မှုကိုအမျိုးသားထောင်လန်းရေးဌာနကဗိုလ်တော်ဦးနေမှာလွှတ်တော်ကိုတင်ပြခဲ့တာပါ။မြန်မာရိယာနိုင်ငံဟာတပ်ဖွဲ့ဝင်15000ခန့်ထိရုရှားနိုင်ငံကိုဆင်းလို့ခဲ့တယ်လို့ တောင်ကိုရီးယားထောင်နိုင်ရေးဌာနကတာဝန်ရှိသူတွေကိုကိုးကားပြီးလွှတ်တော်အမတ်တူကပြောပါတယ်။ကြာဆုံးစစ်သားတွေကို cash data မှာမိတ္တကျိုခဲ့ရပြီးဒဏ်ရာရစစ်သည်2000ခန့်ကိုဇန်နဝါရီလကနေမတ်လအတွင်းဒေဇောင်းသူမဟုတ်ရထားနဲ့ပြုံရန်မြို့တော်ကိုလွှဲပြောင်းပေးခဲ့တယ်လို့သိရပါတယ်။မြန်ကိုရီးယားတပ်ဖွဲ့တွေဟာ drone အသုံးပြုရာမှာ ပုံမှုကျွမ်းကျင်လာခဲ့ပြီးတိုက်ပွဲဝင်စွမ်းရည်တိတိတကတိုးတက်လာခဲ့တယ်လို့တောင်ကိုရီးယားထောင်လိုင်းရဌာနကဆိုပါတယ် ရုရှားတပ်ဖွဲ့တွေကကက်စတေတာရှိပိုင်နက်နယ်မြေတွေကိုပြန်လည်သိမ်းပိုက်ဖို့တိုက်ခိုက်မှုတွေအရှိန်ညှင့်ပြီးနောက်ပြီးခဲ့တဲ့လတွေအတွင်းတိုက်ပွဲတွေညှောနှဲလာခဲ့တယ်လို့တောင်ကိုရီးယားထောင်လန်ရေးဌာနကပြောပါရယ်တပ်ဖွဲ့တွေစဉ်သွင်းမှုနဲ့လက်နက်တွေထောက်ပံ့မှုကြောင့်မြောက်ကိုရီးယားနိုင်ငံဟာရုရှားနိုင်ငံက drone တွေအင်အားဖြင့် electronic စနစ်တွေနဲ့ဒေရင်ပြစ်ဒုံးကျည်တွေလက်ခံရရှိခဲ့တယ်လို့ယူဆရကြောင်းအစီရင်ခံစာကဖော်ပြပါရယ်